ပောက်ကရလို့ရင်အစဲခံရနိုင်တဲ့နေရာဖြစ်သလိုကိုယ်ကစားတာကောင်းနေရင်လည်းလူပိုသည့်ပုံမြင်လွယ်တဲ့နေရာဖြစ်ပါတယ်။ဒီနေ့တော့လူကြိုက်လေအရန်များတဲ့အရန်လေပေါ်ပူလာဖြစ်တဲ့နေရာတစ်ခုဖြစ်တဲ့တောင်မန်ဝင်းဂါစတရီရဲ့နေရာဘယ်လိုကစားမလဲဆိုတာကိုပြောပြပေးမှာပါ။ဘောလုံးစကံပဲလူငယ်တော်တော်များများကလည်းဒီတောင်မန်နေရာကိုပဲရွေးချယ်ကစားကြင်ကြတဲ့သူတွေများပါတယ်။ကစားသမားတော်တော်များများကကိုတက်ထားတဲ့ဘောလုံးစကီရီနဲ့တစ်ဖက်နောက်တန်းကို လုပ်ပြခြင်း၊ဆွဲထွက်ပြခြင်းနဲ့အချက်တွေကြောင့်ပဲဒီနေရာကိုရွေးချယ်ကစားကြရလို့ကျွန်တော်ကတော့မြင်ပါတယ်။ဆိုတော့အခုပြောမယ်ဒီအချက်လေးတွေကိုမှတ်ထားပြီးတော့ကို့မှာအခုပြောတဲ့ skill တွေမရှိသေးဘူးဆိုရင်လည်းထပ်ဖြည့်ပြီးတော့ကိုယ့်ရဲ့တောင်ပန်ကစားတဲ့ခြေစွမ်းကို level တစ်ခုထပ်မြင့်လို့ရပါတယ်။ speed အာတာမန်မြန်လာလောက်မဟုတ်ဘဲနဲ့တစ်ဖက်နောက်တန်းကိုကြော်ပြေးနိုင်လောက်တဲ့ speed မျိုးရှိဖို့လိုပါတယ်။ ဘောလ်ကွန်ထရိုးကိုထိန်းတဲ့ဘောလုံးမကောင်းတာနဲ့နောက်တန်းအနားချက်ချင်းရောက်လာပြီးဖြတ်ထုတ်သွားမှာပါတဦးချင်းကြော်ဖြတ်တဲ့စကီးရီလေးကောင်းမှုလိုပါတယ်ဘောလုံးနဲ့ဆွဲမလားဘောလုံးကြော်ပြီးပြီးတော့လေဆွဲပြီးမှလားဆိုတာမျိုးတွေကဘောလုံးစကီးကောင်းမှုလိုပါတယ်နောက်တစ်ခုကတော့ဖြတ်တင်ဘောဖြတ်တင်ဘောနဲ့ပတ်သက်ရင်တိကျတဲ့ဖြတ်တင်ဘောတွေပြီးတက်ဖို့လိုပါတယ် ို့စီကတိကျတဲ့ဖြတ်တင်ဘောတွေပေးပို့နိုင်လေကို့အသင်းကိုရဖို့ယာကိုင်းနှုတ်ပူများလေဖြစ်ပါတယ်ဘောလုံးနဲ့အတွင်းကိုဆွဲဝင်တဲ့အခါမှာလဲ body fake နေခန္ဓာကိုယ်အရင်းနှွဲ့တွေနဲ့အလှည့်တွေကောင်းမှုလိုပါတယ်အခုနောက်ပိုင်း modern ball လောကမှာတော့တောင်ပန်ကစားသမားတွေဆိုတာဖြတ်တင်ဘောတွေကောင်းနေုံနဲ့လည်းမပြီးဘဲနဲ့အတွင်းထဲတွေဆွဲဝင်ပြီးတော့ကိုသွင်းတာတွေကိုလည်းမြန်မြန်လေ့ကျင့်ထားသင့်ပါတယ် အရှိမပြောခဲ့တာတွေကတောင်မကစားသမားတယောက်ဆိုရင်မရှိမဖြစ်လိုအပ်တဲ့တိထားတဲ့နဲ့အချက်လေးတွေဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ရဲ့ audience တွေကလည်းကျွန်တော်ပြောတာတွေကိုအလွယ်တကူပဲနားလည်မှာပါဘာလို့လဲဆိုတော့ကမ္ဘာအကောင်းဆုံးကစားသမားတွေကတောင်မကစားသမားတွေဖြစ်ကြများပါတယ်ဒါပေမဲ့ကိုရန်ကတောင်မကစားတော့မယ်လို့ရွေးချယ်ထားပြီးဆိုရင်တော့အခုပြောတဲ့အချက်လေးတွေကိုတော့တစ်ချက်ပြန်သုံးသပ်ကြည့်ဖို့လိုတယ်တချို့ကညာတန်ညာတောင်မှာပဲဆော့ကျင်ကြတဲ့သူတွေလည်းများတယ် ဒီလိုလူမျိုးတွေကများသောအားဖြင့်ဖြတ်တင်ဘောတွေပြီးပို့မယ်အဲနောက်တန်းနဲ့တူးချင်းဘိုင်ဝမ်တွေထွက်ပြီးတော့ဂိုးရှိကိုပဲဖြတ်တင်ပေးခြင်းတဲ့သူတွေကများပါတယ်အဲ့တော့ဖြတ်တင်ဘောတွေပေးခြင်းတဲ့သူတွေကတော့ညာတန်းညာတောင်မှန်မှာကစားတာကောင်းပါတယ်ကိုကဖြတ်တင်ဘောတွေတော့တိတ်ပေးရတာမကြိုက်ဘူးတောင်မှန်တစ်ချောက်ကနေဆွဲဝင်လာပြီးတော့ဂိုးသွင်းခြင်းတဲ့သူဆိုရင်တော့ပြောင်းမြန်ကစားတာပိုကောင်းပါတယ် ဆိုလိုတာညာတန်ဆိုရင်ဘဲတောင်မှမှသွားစော့ဘဲတန်ဆိုရင်လည်းညာတောင်မှမှသွားစော့ပြီးတော့အတွင်းထဲကြီးဝင်ပြီးတော့ကိုးပေါက်ကိုကန်သွင်းတာမျိုးတွေကပိုကောင်းပါတယ် conclusion အနေနဲ့တောင်မှကစားရမယ်ဆိုရင်ကိုးဘက်ကဘာတွေပြင်ဆင်သားဖို့လိုလဲဆိုတော့လှင်မြန်မှုကြံ့ခိုင်မှုဘောလုံးစကေးကျွမ်းကျင်မှုဖြတ်တင်ဘောတွေဂိုးသွင်းတာတွေဒီလိုမျိုးစကေးတွေကိုပြင်ဆင်သားဖို့လိုပါတယ်ဒီလောက်ဆိုရင် တောင်မှကစားရတဲ့ပတ်သက်ပြီးဘလို့ချက်တွေကိုနားလည်ထားတဲ့နေ ဘလို skill တွေကိုပြင်ဆင်ထားတဲ့နယ်ဆိုတာလေးတွေကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာတော့ center forward striker နေရာကိုဘလို့ကစားရလဲဆိုတာကိုပြောပြပေးပါမှာပါ။